ဒီကနေ့အော်တိုဘာလ28ရက်နေ့မှာမြန်မာနိုင်ငံနဲ့ဘယ်လိုထူးခြားသတင်းတွေရှိနေပါလဲစစ်ကြောင်းထုတ်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကရောဘယ်လိုအခြေအနေရှိနေပါလဲသတင်းရယူနေတဲ့ကိုဆိုးသူအောင်ကိုဓာတ်ရိုက်ဆက်သွယ်မြင်းမြန်းတော့ပါမယ်ဟုတ်ကဲ့ပါကိုဆိုးသူအောင်ရေဒီကနေ့အော်တိုဘာလ28ရက်နေ့မှာဘယ်လိုထူးခြားသတင်းတွေပြောပြဖို့ရှိနေပါလဲဗျဟုတ်ကဲ့ပါဒီပရမအိုးဆုံးအာဆီယံသတင်းကိုအရင်တင်ပြခြင်းပါတယ်ဒီမလေးရှားနိုင်ငံကွာလာလွန်ပူမြို့မှာမြမအရေးနဲ့ပတ်သက်တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဒီအောက်တိုဘာ25ရက်မှာလုတ်ခဲ့ပြီးတော့အောက်တိုဘာ26မှာတော့ဒီအာဆီယံဘုံသဘောတူညီချက်နဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ခဲ့ပါတယ်အစည်းအဝေးထုတ်ပြန်ချက်ထဲမှာဒီစစ်ခေါင်းဆောင်ကိုအာဆီယံအစည်းအဝေး တက်ရောက်ခွင့်ကိုဆက်ပြီးတော့ပိတ်ပင်ခဲ့ပါတယ်အဲပြီးတော့မြမရွေးကောက်ပွဲစောင့်ကြည့်ရေးကိစ္စကိုတော့မဆုံးဖြတ်ဘဲနဲ့မှတ်သားထားတယ်လို့ဖော်ပြခဲ့ပါတယ်ဒါကြောင့်ကိုစလဲစေလွတ်မယ်မလွတ်ဘူးဆိုတာကိုသဘောတူညီမှုမရခဲ့ဘဲနိုင်ငံတစ်ခုချင်းစီရဲ့သဘောထားအတိုင်းသွားမယ်လို့နားလည်ရပါတယ် ပြီးတော့ဒီစစ်တပ်ဩဇာခံ UEC ရဲ့ထုတ်ပြန်ချက်ကိုလည်းတင်ပြကြင်ပါတယ်။ဒါကတော့လာမယ့်ရွေးကောက်ပွဲအတွက်ကိုစလေလောင်းတွေရဲ့ရွေးကောက်ပွဲအသုံးစိတ်ကိုအောက်တိုဘာ26ရက်မှာတိုးမြင့်ပြင်ဆင်ခဲ့တာပါ။ပြင်ဆင်လိုက်တဲ့ဤဥပဒေအရနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဤဥပဒေများဤဥပဒေ27ပါ၊ငွေကျပ်350အစား၊ငွေကျပ်300ငွေကျပ်300အစားကိုတော့ငွေကျပ်300ဆိုပြီးတော့အစားထိုးပြင်ဆင်လိုက်တာဖြစ်ပါတယ်။ ဒီနောက်ထပ်သတင်းတစ်ခုကတော့ဒီစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကာလမှာစစ်မှုတန်ခေါ်ယူမှုတွေကိုယာယီရဆိုင်ထားဖို့တင်ပြချက်ကိုအာဏာသိမ်းစစ်ကောင်ဆောင်ကလက်မခံခဲ့ဘူးလို့သိရပါတယ်။ဒီအချက်ကိုပြီးခဲ့တဲ့ဂျွန်လာကနေပြည်တော်မှာလုပ်ခဲ့တဲ့ငင်းရိုင်းဖိုရမ်မှာတက်ရောက်ဆွေးနွေးတဲ့သူတွေကတင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေအောက်မှာပဲတိုက်ပွဲတွေစစ်ကြောင်းထုံးမှုတွေနဲ့လေကြောင်းဘုံကျဲမှုတွေကဆက်ရှိနေပါတယ်။ ပဲဘကိုးတိုင်းတဲမှာတော့ဒီဗရောင်းတက်နယ်ကိုစစ်ကောင်စီတပ်ကတပ်ကူနဲ့ဒရုန်းတွေကိုလေယာဉ်နဲ့ပို့ဆောင်နေပါတယ်အဲဒါအတူပါပဲရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမှာလည်းစစ်တပ်နဲ့အေအေတို့အကြားနှစ်ဖက်အပြန်အလှန်လက်နက်ကြီးတွေဒရုန်းတွေနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်ဒီအေကစစ်ကောင်စီတပ်ရင်းတွေကိုပြစ်ခတ်နေတယ်လို့စစ်တပ်ဘက်ကလည်းပုံနှကျွန်းပေါက်တော်နဲ့ဒီရသိတောင်မြို့နယ်တွေကစစ်တွေမြို့နယ်နဲ့ထိစပ်တဲ့ခြေရွာတွေကိုပြစ်ခတ်နေတာလို့ဒေသခံတွေကပြောပါတယ် အဲဓာတ်အတူပါပဲဒီစကိုင်းတိုင်းတဲ့ကဝမ်ပောင်ချင်းဒီစီမံကိန်းဝင်းကျင်မှာစစ်တပ်ကအင်အား900ဝင်းကျင်နဲ့စစ်ကြောင်းထိုးနေလို့ပြည်သူ16000ကျော်စစ်ပေးသိမ်းရှောင်နေရတယ်လို့ဒီဒေသခံတွေကပြောပါတယ် အဲလေကြောင်းတိုက်ခိုက်မှုအနေနဲ့ကတော့စစ်ကောင်စီတပ်ကအောက်တိုဘာ29မှာမုံမိတ်မြို့နယ်တဲကအောင်မကြီးရွာနဲ့မြစ်ဆုံရွာအပြင်တပည့်ချင်းမြို့နယ်တဲကအကျော့ဖြစ်ရွာကိုလည်းလာရောက်ဘုံကျဲချခဲ့ပါတယ်။အခုနှစ်အောက်တိုဘာ1ရက်ကနေ26ရက်အတွင်းလေကြောင်းနဲ့ drone ကျဲတာကြောင့်တရနယ်လီထိန်းချုပ်ရာဒေသတစ်ခုထဲမှာပဲတန်ကားတော်နှစ်ပါးနဲ့အကလေးငယ်10ရောက်အပါအဝင်49ရောက်တိတ်ဆုံးခဲ့ရပြီးတော့ဒီ80ကျော်ကတော့ဒဏ်ရာရတယ်လို့ထုတ်ပြန်ထားပါတယ်။ ဓာတ်တူပါပဲနေအိမ်190ကျော်စာသင်ကျောင်း5ခုဖုန်းကြီးကျောင်း8ကျောင်းအပါဝင်အဆောက်အဦ200ကျော်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုပြောပြပြီးလားကျေးဇူးတင်ပါတယ်သတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ကနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် ယခုကြူအားကိုစကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်